င်းထမ်းမိတဲ့ဟာလေးလားပြောတာပေါ့နော်ဒီ guardian လို့ခေါ်တာပေါ့ဒီတကယ်ကိုအစီပညာမှာသူကစာစေလောက်တဲ့အဲ့အဲ့ website ကနေတင်ထားတာတွေ့တော့ဟိုအရင်ကလည်းသိပါတယ်။ဒါလည်းဆိုတော့သူကအာလူးချောင်းကျော်ပေါ့အာလူးကျော် french fry လို့ခေါ်တာပေါ့နော်အာလူးချောင်းကျော်ပေါ့စားတာပေါ့ကလေးတွေဆိုအဲ့လိုအာလူးချောင်းကျော်တွေစားရင်တဲ့တပတ်ကို၃ရက်လောက်စားရင်တဲ့အဲ့ဒါစီချိုဖြစ်တဲ့ရာခိုင်နှုန်း20ရာခိုင်နှုန်းတက်လာတယ်ပေါ့နော်ဒါဒါသူတို့နိုင်ငံမှာကျတော့အဓိက အစားများတဲ့ဘယ်လိုပြောမလဲကွာအာလူးချိုဖြစ်နေတာပေါ့နော်အဲ့တော့တပတ်ကို9ရက်လောက်စားရင်တော့တဲ့29ရာခိုင်နှုန်းကြီးတက်တယ်တဲ့စီချိုမျိုးစားတိုက်တိုက်တူပေါ့နော်အဲ့ကုတ်ကလေးတွေကိုအဲ့လိုကြေးမလားအဲ့လိုမျိုးပေါ့စဉ်းစားရမှာပေါ့နော်ကျွန်တော်တို့လည်းစဉ်းစားရမယ့်ပိုင်းတွေဖြစ်ကုန်ပြီအဲ့တော့မိဘတွေကတော့သတိထားတဲ့နယ်ပေါ့နော်သတိထားတဲ့နယ်ပေါ့မကျွေးနဲ့ပေါ့ကွာကျွေးတော့ကျွေးပေါ့တပတ်ကိုတည့်ရက်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့လိုအချွတ်ကြော်တာဆိုတာ အလူကြော်ကအဲ့လိုမျိုးအခရိုင်လမ်းမိုင်းလို့ခေါ်တာပေါ့နော်အဲ့တက်ဆိုတာတော့ကန်ဆာဖြစ်နိုင်ရင်မြင်တာပေါ့နော်အဲ့တော့နောက်တစ်ချက်ပေပါလေးတစ်ခုထွက်လာတာကစီဂျိုမျိုးစားနှစ်နဲ့နော်အသေးကင်ဆာရယ်နော်ပြီးတော့ပန်ခရက်ကင်ဆာခုနောက်ပိုင်းနည်းနည်းလေးတွေ့ရများလာတယ်စိတ်လာတယ်အဲ့မုတ်ချိုကြီးကင်ဆာပေါ့နော်မုတ်ချိုကြီးမှာကင်ဆာဖြစ်တာဒီစီဂျိုနဲ့ဆက်ဆက်တယ်ဆိုပြီးတော့ထွက်လာတယ်ပေါ့နော်အဲ့ဒါလေးကတော့ဒါသတိထားကြလေးတွေအဓိကတော့ပြောချင်တာကလေးတွေကိုကျွန်တော်တို့ကလေးတွေ အကောင်ကြီးအရန်စားတယ်နောက်ပိုင်းကလေးတွေတော့အဲ့လိုမျိုးပီဇာစားမယ်ဘိုးစားတွေကြိုက်တာပေါ့နော်အဲ့တော့ဘိုးစားတွေမှလည်းကြက်မိုင်နဲ့ညင်ညွတ်တာရှိတယ်မညင်ညွတ်တာလည်းရှိတယ်အဲ့တော့ဒီကတော့အာလူးကြုံပေါ့နော်အာလူးချောင်းကိုကြော်ရင်ကလေးတွေကိုအပြော့ကြော်ခိုင်းပြောတယ်ကျွန်တော်ဆိုလည်းကျွန်တော်ကလေးတွေကျွေးတယ်ဆိုရင်အပြော့ကြော်ပြီဆိုမရဘူးဒီမှာစပုံမှုတွေအချင်းဖြစ်နေတယ်အနှစ်ကြော်တာအပြစ်အပေါ်ပေါ့အာလူးကြော်ကိုအာလူးချောင်းကြော်ကိုသူကအချက်ကြော်တာအဲ့မှာနေသူကပို့ပြီးတော့တောက်ဆက်ပို့ဖြစ်တယ်ကွာပို့ပြီးတော့လည်း စီပိုဆုတ်တယ်အဲ့တော့အာလူကြောင်ပြပြလေးကြောအိမ်မှာဆိုရင်အဲ့လိုအာလူပြပြလေးပြပြလေးကြောပြဿနာမရှိဘူးကောင်းတော့ပြုတ်တာပေါ့နော်ဟင်းချက်တဲ့နေရာမှာပြုတ်တာရှိတယ်ချက်တာရှိတယ်ကြော်တာရှိတယ်အဲ့တော့ဒီပမာဏကိုတပတ်ကို3ရက်စားရင်တဲ့အပြုတ်ဆိုရင်5%လောက်ပဲစီချွဖြစ်နိုင်ရင်ရှိတယ်တဲ့ကြော်လိုက်ပြီဆိုရင်20%ဩ5ချိန်ထက်5ချိန်လောက်စားရင်တဲ့27 30%ဩတော့ဝါဒါကြီးဟိုဘယ်လိုပြောမလဲကွာကျွန်တော်တို့ကလေးတွေပေါ့နော်အာလူကြော်တွေစားတယ်ဆိုရင် ရှော့ကျွေးစေခြင်းနဲ့ပြီးရင်အာလူးချောင်းဆိုလည်းမှိုင်လဲဆိုင်မှမှိုင်နည်းနည်းလေးအပြော့လေးလုပ်ပြီးအချက်မလုံးနဲ့လို့ပြောအဲ့လိုဆိုရင်ရတယ်เนาะအဲ့တော့ဘာမဲပြောကြော်တာတွေစားမယ်စီကြော်စားတွေစားမယ်ဆိုရင်တော့တမယာတီလေးညှစ်ပြီးတော့စားတာအကောင်းဆုံးပဲဖြေတာပေါ့เนาะဒီလိုညှစ်စားမကြိုက်ဘူးဆိုလည်းကျမအဲ့လိုအကြော်တော်စားပြီးရင်အချင်းအချင်းအချင်းအသီးဖြော်ရင်တခုခုတောက်လိုက်ပေါ့ကွာเนาะနောက်တစ်ခုကအဲ့လိုစီချိုဖြစ်နိုင်ရေများတဲ့ဟာလေးတွေက ခုနပြောတော့ကာဗွန်ဟိုက်ဒရိတ်ဂစီတက်ပေါ့ကွာအတူတူပါပဲစံကြုံပြောင်းအာလူပဲပြောင်းမှုစားတာများလည်းဖြစ်တယ်နော်ပြောင်းမှုပြုတ်တွေစားတယ်ပြောင်းမှုကြော်တွေစားတယ်အဲ့လိုအဲ့လိုစားတဲ့သူတွေလည်းဖြစ်တာပဲဆိုတော့ကွာသူစားနေတော့ဘာလဲဆိုတော့ပြောင်းမှုတုတ်အဲအဲ့လိုစားတယ်ထိုင်ဆိုင်ထိုင်ရင်းနဲ့ခမင်းလည်းစားတယ်ပြောင်းမှုတုတ်လည်းစားတယ်အာလူနှစ်လည်းစားတယ်ဟာသွားပြီလေပြပြလာအဲ့လိုကြီးတော့ကာဗွန်ဟိုက်ဒရိတ်ကိုတစ်မျိုးလောက်စားတော်ပြီပေါ့အဲနှစ်မျိုးသုံးမျိုးတော့မစားသင့်ဘူးပေါ့နော်ဒါဒီကလေးတွေကိုအဲ့ဒါအာလူချောင်းကြွေးမယ်ဆိုရင်ဒါလေးသတိထားပါတော့ ဘဝတော့မဲစီလိုဖြစ်နိုင်တယ်ဆိုတာလည်းသတိထားရပါမယ်။တစားနေတော့မဟုတ်ဘူးတပတ်တရက်လောက်စားပြဿနာမရှိဘူးเนาะ။โอเคပါโอเค